စစ်ကောင်မရှင်ကစစ်ငါပြက်နေတဲ့အမှတ်သုံးစစ်စင်ရေးထူဖွဲ့ကာဆာထသုံးမှုနေအောင်ကို နေပြည်တော်တိုင်းမှုဗိုလ်ချုပ်စိုးမင်းကိုပြောင်းလဲခန့်လိုက်တယ်လို့သိရပါတယ်။အဲဒီကာဆာထသုံးမှုနေအောင်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးတေစာကျော်မှာအခုလာမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်တာကြောင့်၎င်းနေအောင်ကိုအစာထိုးခန့်အပ်တာတွေပြုလုပ်လာတာပါ။စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့အောက်တိုဘာမှာဖွဲ့စည်းပုံပြောင်းလဲခဲ့ပြီး စစ်တိုင်းနှစ်ခုကသာအုပ်ချုပ်ဖို့ကြံခဲ့တဲ့ကာဆာထ၃နေရာကိုအပြောင်းလဲပြုလုပ်လာတာဖြစ်တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။ပထမပြောင်းလဲကလည်း20ကျော်ရှိထားတဲ့ရွေးကောက်ပွဲဝင်မဲ့စင်းတွေကထွက်လာပြီးဆိုတော့နောက်ထပ်ပြောင်းလဲတွေလည်းရှိလာနိုင်တယ်လို့တက်သတင်းရင်းမြစ်က ARD Times ကို ပြောပါဗျ။အနောက်ပိုင်းတိုင်းစစ်ထနာချုပ်နပခရခိုင်ပြည်နယ်နဲ့အနောက်တောင်တိုင်းစစ်ထနာချုပ်နတခ ARD တိုင်းဒေသကြီးနှစ်ခုကို စီမံအုပ်ချုပ်ရတဲ့ကစားထသုံးမှာရခိုင်ပြည်နယ်တနယ်လုံးမြို့နယ်သုံးခုသာကျန်ပြီးကျန်မြို့နယ်အလုံးကိုတော့အရခတက်တော်အေးက ထိန်းချုပ်ထားပါရယ်လက်ရှိကျန်နေတဲ့အယောင်ရီတိုင်းမှာလည်းလေးမျက်နာရေကြီးအင်ကပူနဲ့တာပေါင်းမြို့နယ်တွေကနေရာချို့ကိုအေးကသိမ်းပိုက်ထားတဲ့အတွက်စစ်ကောင်မရှင်နဲ့စီရေးတင်းမှနေပါရယ်စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း1မှာ ရခိုင်သုံးမြို့နယ်ပါဝင်လာပြီးလက်ရှိရွေးကောက်ပွဲကျင်းပမဲ့ကြောက်ဖြူမြို့နယ်မှာစစ်ကောင်မရှင်နဲ့အေရို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးရွေးကောက်ပွဲကျင်းပနိုင်မဲ့အခွင့်အရေးနည်းပါးတယ်လို့လည်းသိရပါတယ်။အဲဒီလိုခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့ကဆထ၃နေရာကို အခြားစစ်တိုင်းမှုတွေနဲ့နီးတူအပြောင်းလဲပြုလုပ်လာတာဖြစ်ပါတယ်။ပြီးကြတဲ့အောက်တိုဘာနောက်ဆုံးပတ်ကစစ်ကောင်မရှင်ရဲ့စစ်တိုင်းမှုတက်မှမှုစစ်တကတို့အကြောင်းကြီးတွေ စက္ကခမှုတွေကိုစစ်ကောင်းဆောင်ကနေရာပြောင်းရွှေ့ပြုလုပ်ခဲ့ပါတယ်။စစ်တပ်ကတို့အကြောင်းကိုစည်ရင်ဆိုင်ရာဆွေးနွေးမှုတွေပြုလုပ်နေရတဲ့ရှေ့လေပိုင်းတိုင်းစစ်ဌာနချုပ်ရလခခိုလန်စစ်တိုင်းမှုဖြစ်ပြောင်းရွှေ့ခဲ့ပြီးစက္ကခစနစ်စက္ကခမှုတက်မရှစ်ရှစ်မကွေးတက်မမှုတက်မတစ်တစ်အင်းနိုင်ဒူးတက်မမှုစတာတွေကိုလည်းနေရာပြောင်းလဲတွေပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ဆေးရုံခန့်ချုပ်ယုံကတာဝန်ရှိသူတွေပြင် အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားနေတဲ့စစ်တွေဓာတ်ကဆမှုနေရာကိုပါစစ်ကောင်မရှင်ကပြောင်းလဲလိုက်ပါတယ်။ Every time ဟိုင်းကြီးကျုံမြို့မှာလူငယ်တူကိုစစ်မှုထမ်းပါတယ်လို့ဆိုပြီးအုပ်ချုပ်ရေးမှုကလာရောက်ခေါ်ဆောင်ပြီးအခြားဒေသကိုရောင်းစားတဲ့ဖြစ်စဉ်တစ်ခုအော်တိုဘာ29ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။အမှန်တရကွက်မှာနေထိုင်တဲ့အသက်30ရွယ်လူငယ်တူကို အုပ်ချုပ်ရေးမှုဦးမင်းနိုင်ကလာရောက်ခေါ်ဆောင်သွားပြီးရေကြီးမြို့နယ်ဘက်ကိုစစ်မှုရန်အစာထိုးဖြင့်ရောင်းချခဲ့တာဖြစ်ပါတယ်။ပါသွားတဲ့ကောင်လေးကအကျွေးတွေများနေလို့အုပ်ကြီးကစစ်ထဲဝင်ရင်ပြေးလဲမယ်။ငွေလဲပေးမယ်ဆိုပြီးခေါ်သွားတာပဲလို့ဒေသခံတွေက ARD Times ကိုပြောပါရယ်။အဲ့ဒီအုပ်ချုပ်ရေးမှုဦးမင်းနိုင်ဟာစစ်မှုရန်အစာထိုးဖို့အတွက် ရောင်းစားတဲ့ဖြစ်စဉ်နှစ်ကြိမ်ရှိပြီဖြစ်ကကျန်ခဲ့တဲ့မိသားစုတွေကိုငွေကြေးပြေးဝမပေးဘူးလို့လည်းသိရပါရယ်။ ဧရာဝတီတိုင်းရှိရပ်ွက်နယ်ခြေရွာတွေမှာအုပ်ချုပ်ရေးမှုတွေကလူပွဲစားတွေနဲ့ပေါင်းပြီး လူငယ်တွေကိုဖမ်းဆီးပြီးစစ်မှုရန်ဖြင့်ရောင်းစားမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။မကြာမီကျင်းပမဲ့စစ်ကောမရှင်ရဲ့တူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဝေဖန်ပြောဆိုသူတွေကိုစောင့်ကြည့်ဖမ်းဆီးရမှာအမှုပညာရှင်တွေပါဝင်ဖမ်းဆီးထိန်းသိမ်းထားသူ88ဦးထိရှိလာပြီဖြစ်တယ်လို့စစ်ကောမရှင်ကထုတ်ပြန်လိုက်ပါရယ်။ ဒါအပြင်ကျွလွန်သူတွေကိုထိရောက်စွာအရေးယူမယ်လို့လည်းပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းတွန်းနောင်ကချိန်ချောက်ပြောဆိုလိုက်တယ်လို့သိရပါတယ်။စစ်ကောင်မရှင်ရဲ့ပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းတွန်းနောင်ဟာအော်တိုဘာလ31ရက်နေ့ကနေပြီးတော့မှကျင်းပတဲ့ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာဗဟိုကော်မတီအစည်းအဝေးမှာချိန်ချောက်ပြောကြားမှုတွေကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်မရှင်ဟာအဲ့ဒီရွေးကောက်ပွဲကောင်ွယ်ရေးဥပဒေကိုဇူလိုင်လမှာပြဋ္ဌာန်းခဲ့ပြီး အခုအောက်တိုဘာ29ရက်နေ့ထိအဲ့ဒီဥပဒေနဲ့အမျိုးသား83နဲ့လူတွေကိုကြောက်ချောင်းနေတာလူခွင့်ရေးကိုစော်ကားနေတာပဲလို့မြင်နေအကောင့်တို့သုံးလဲဖမ်းခံရတာတွေရှိနေတာပဲဆိုတော့ဘာမှမလုံခြုံဘူးဗန်မဟုတ်တာနဲ့ဖမ်းမခံရဖို့လိုတယ်လို့ရန်ကုန်မြို့ကံမြို့သမီးတူကပြောပါတယ် ပြည်ထောင်ဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကလက်ရှိရွေးကောက်ပွဲကာလအတွင်းရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေတဲ့နှုံးဆော်မှုတွေ၊ဝါရဖျက်မှုတွေကျူးလွန်နေသူတွေကိုစုံစမ်းဖော်ထုတ်ပြီးတယောက်စွာရေးယူသွားမယ်လို့လည်းထပ်မံပြောဆိုထားပါတယ်။လက်ရှိဖန်ဆင်းမှုတွေနဲ့ပတ်သက်လို့အခုခင်းချင်းရတော့ဆိုရှယ်မီဒီယာပေါ်မှာ post တင်တာတို့ share တာတို့မဟုတ်ပဲ reaction ပေးတာကိုပါစောင့်ကြည့်ပြီးဖန်ဆီးတာကိုတော့တွေ့ရတယ်။ Facebook မှာအများဆုံးစောင့်ကြည့်တယ် အခုတော့ Facebook မှာကျင့်သုံးတဲ့လူလက်စွာထုတ်ဖော်ပြောဆိုမှုတွေကိုဖိနှိပ်တာပဲလို့မြန်မာအင်တာနက်ဖွဲ့ကပြောရေးဆိုခွင့်ရှိသူက ERI Times ကိုပြောပါရယ်။အဲ့ဒီဥပဒေနဲ့ဖန်ဆီးခံရသူမှာလာရှိုးမျိုးကနေတောင်ကြီးမျိုးမှာဆစ်ဆောင်နေသူတူဖြစ်ပါရယ်။၎င်းဟာမူရင်းနဲ့မဲ့ဥနေသွေးချာလာရှိုးဘဲကြီးအမည်နဲ့ Facebook လူမှုကွန်ရက်ကိုတုံးဆွဲတာဖြစ်ပေမဲ့စက်တင်ဘာ9ရက်နေ့မှာစတင်ဖန်ဆီးခံခဲ့ရပါရယ်။ စေအုပ်စုပြင်ဆင်နေတဲ့တူယောင်ရွေးကောက်ပွဲအတွက်ပါတီစုံဒီမိုကရေစီ ထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေကို2025ခုနှစ်ဇူလိုင်29ရက်မှာပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။အဲဒီဥပဒေအရတူယောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုပြည်ပြားစေဖို့ဟောပြောပြောဆိုတာစီးယုံတာနှုတ်ဆော်တာဆန္ဒပြတာစာရေးသားဖြန့်ချီတာတွေကိုလည်းတားမြစ်ထားပါတယ်။အကယ်၍တားမြစ်ချက်ကျူးလွန်မှာကပြစ်မှုထင်ရှားရင် ထောင်နဲ့အနည်းဆုံး၃နှစ်ကနေ9နှစ်အပါအဝင်ငွေဒဏ်ချမှတ်ခံရမှာဖြစ်တယ်လို့လည်းပါဝင်ပါတယ်။ရုရှားနဲ့တရုတ်လိုမျိုးအခြားတိုင်းပြည်တွေလိုနျူကလ িয়ার လက်နက်စမ်းသပ်မှုပြန်လည်စတင်ဖို့သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်စစ်ကောင်းဆောင်တွေကိုတောင်းဆိုလိုက်ပါတယ်။အခြားတိုင်းပြည်တွေကနျူကလ িয়ার စီစဉ်တွေစမ်းသပ်နေတာကြောင့် နျူကလ িয়ার လက်နက်တွေစမ်းသပ်မှုကိုစတင်ဖို့စစ်ဘက်ဝန်ကြီးဌာနကိုကျွန်တော်ညွှန်ကြားခဲ့ပါတယ်လို့တောင်ကိုရီးယားနိုင်ငံမှာတရုတ်သမ္မတရှီကျင်းဖင်နဲ့မတွေ့ဆုံခင်၎င်းကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်အမေရိကန်နိုင်ငံဟာအခြားဘယ်တိုင်းပြည်ထက်မဆိုနျူကလ িয়ার လက်နက်တွေ ပိုင်ဆိုင်ထားပြီးရုရှားကဒုတိယအများဆုံးရှိကတရုတ်ကတတိယအများဆုံးပိုင်ဆိုင်ထားတယ်လို့သူကဆိုပါတယ်အမေရိကန်နိုင်ငံဟာ1992ခုနှစ်နောက်ပိုင်းကတည်းကနျူကလ িয়ার လက်နက်စမ်းသပ်မှုမလုပ်ဆောင်ခဲ့ပါဘူး ရုရှားနိုင်ငံကနျူကလ িয়ার စွမ်းအင်သုံးတုံးကြီးတစ်စင်းစမ်းသက်တာကိုဒေါ်နယ်ထရန့်ကရှုံချပြီးရန်နှင်းငယ်ကြမှာသူကအခုလိုပြောကြားခဲ့တာပါနျူကလ িয়ার လက်နက်စမ်းသက်မဲ့နေရာတွေကိုနောက်ပိုင်းမှာဆုံးဖြတ်မယ်လို့ခေါင်းဆောင်နှစ်ဦးတွေ့ဆုံပြီး Air Force 1လေယာဉ်ပေါ်မှာ၎င်းကပြောကြားခဲ့ပါတယ်ရကိုရီးယားကလွဲလို့ဘယ်တိုင်းပြည်မှအခုရာစုနှစ်အတွင်းနျူကလ িয়ার စမ်းသပ်မှုမလုပ်ဆောင်ခဲ့ဘူးလို့လက်နက်ထိန်းချုပ်ရေးအသင်း ACA ကပြောပါရယ် နျူကလ িয়ার ထိပ်ဖူးတင်ဆောင်နိုင်တဲ့လက်နက်သစ်နှမျိုးအောင်မြင်စွာစမ်းသပ်ခဲ့တယ်လို့ရုရှားနိုင်ငံကပြီးခဲ့တဲ့ပတ်မှာကြေညာခဲ့ပါတယ်။အမေရိကန်နဲ့ရုရှားပိုင်ဆိုင်တဲ့နျူကလ িয়ার ထိပ်ဖူးအရေအတွက်တိကျကိုလျှို့ဝှက်ချက်အဖြစ်ထိန်းသိမ်းထားပေမယ့်ရုရှားကနျူကလ িয়ার ထိပ်ဖူး9459ခုနဲ့အမေရိကန်က9189ခုရှိတယ်လို့အမေရိကန်သိပ္ပံပညာရှင်များဖွဲ့ချုပ် FAS ကပြောပါတယ်။ အော်တိုဘာလ30ရက်နေ့31ရက်ကအငင်းပွားတောင်တရုတ်ပင်လယ်အတွင်းဖိလစ်ပိုင်နိုင်ငံကကမကထပြုလုပ်တဲ့ပူရဲကင်းလဲမှုကိုစောင့်ကြည့်ပြီးခြေရာခံခဲ့တယ်လို့တရုတ်စစ်တပ်ကဒီကနေ့ပြောပါရယ်အမေရိကန်နဲ့ဖိလစ်ပိုင်ဟာစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအရှိန်မြင့်ခဲ့ပြီးနေ့စဉ်ဒေါ်လာ3ထရီလီယံကျော်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့တောင်တရုတ်ပင်လယ်ပေါ်ဝင်ရေပြင်ချို့မှာအထူးတပ်ဖွဲ့အစ်စ်တစ်ခုဖွဲ့စည်းမဲ့အစီအစဉ်ကိုကျင်းပခဲ့ပါရယ် အမည်မဖော်ပြထားတဲ့မိဖက်တွေနဲ့ကင်းလယ်မှုဟာဒေသရင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုထိခိုက်စေတယ်လို့တရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူတင်းကျုံလီကပြောပါရယ်ဖိလစ်ပိုင်နိုင်ငံဟာဒေသရင်းမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုထိခိုက်စေတဲ့ပြဿနာဖန်တီးလေရှိသူလို့၎င်းကဆက်ပြောပါရယ်တရုတ်စစ်တပ်ကိုအမြင့်ဆုံးအဆင့်တက်လှုံထားပြီးပိုင်နက်နေမြေချုပ်ချအာဏာပင်လယ်ရေကြောင်းခွင့်ရေးနဲ့အကျိုးစီးပွားကိုကာကွယ်ဆောင်ရှောက်ဖို့စိတ်ပိုင်းဖြတ်ထားပါရယ်လို့သူကဆိုပါရယ် ဩစတြေးလျနယူးဇီလန်ဖိလစ်ပိုင်နဲ့အမေရိကန်ကရေတပ်ဖွဲ့ဝင်တွေဟာအောက်တိုဘာလ30ရက်နဲ့31ရက်မှာတောင်တရုတ်ပင်လယ်တွင်ရေတပ်ဆိုင်ရာလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။စီးရေးလေ့ကျင့်မှုဟာလွတ်လပ်ပွင့်လင်းတဲ့အာရှပစိဖိတ်ဒေသဖြစ်လာရေးဒေသရင်းနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတိုးမြင့်မဲ့စူပေါင်းဂရီကဝတ်တစ်ခုကို ထုတ်ဖော်ပြသတာလို့အမေရိကန်မှတ်ခွန်းရင်းရင်စုကပြောပါတယ်။ ဘရူနိုင်းအင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်နဲ့ဗီယက်နမ်ကတောင်းဆိုထားတဲ့နယ်မြေတွေပါဝင်တောင်တရုတ်ဖင်လန်တွင်းရှိနယ်မြေများစုကိုပိုင်ဆိုင်ကြောင်းတရုတ်ကပြောဆိုထားပါတယ်